စပိန်ပြည်ရီလီဘာကြောင်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါအတော့နှစ်ချက်ကျိုးက6ကျိုးပါပါတယ်ခင်ဗျာအခုပြောပြမယ့်လူကတော့ကိုလင်းဖြစ်ပါတယ်6ကျိုးကဘာလို့ဖြစ်သွားလဲဆိုရင်သူကဒီမှာတော့တစ်ချက်ပူပါသွားတာပေါ့နော်တော့နှစ်ချက်ပါပါလို့အကျိုး6ကျိုးဖြစ်သွားတာပုံမှန်ဆိုရင်ဒီကောင်ကတော့တစ်ချက်ပဲဆိုလို့ရှိရင်ကျိုး5ကျိုးပဲပါမှာပေါ့နော်ဒီကောင်ကလေဘာစင်တာကျိုးအနီစိမ့်နဲ့ပေါ့နော်ကွန်ထရိုလာကတ်မှာသွားတွဲပေးရမှာအဲအဝါကားတော်ကျူကွန်ထရိုလာကတ်ရဲ့တော်ကျူကိုတွဲပေးရမှာအဖြူကတော့ပထီနီတိုက်ရိုက်ပေါ့နော်ကျွန်တော်တို့၃ပဲ၂၄ပဲဖြစ်ဖြစ်၃၆ပဲဖြစ်ဖြစ်၄၈ပဲဖြစ်ဖြစ် ပတိအနေကိုတိုက်ရိုက်ကျွေးပေးရမှာပေါ့နော်တော့တစ်ချက်ဆိုရင်ဒီကောင်ကတော့တစ်ချက်ဖြစ်သွားတော့အပြရိုးတချို့ပူပသွားတယ်ဒီနီဆိုင်နက်ကလည်းလေဘာစင်တာကျိုးဘယ်တော့မှမပြောင်းဘူးပေါ့နော်ဘယ်လေဘာဖြစ်မပြောင်းဘူးအဲ့တုံးကျိုးကဒီအဝါရတယ်တော်ကျိုးဘယ်တော့မှမပြောင်းဘူးပေါ့နော်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တော့တစ်ချက်ဆိုတော့ဒီအဖြူနဲ့အဝါကတော်ကျိုးဖြစ်သွားတယ်အပြားကြတော့ပတိအနေကိုဓာတ်လိုက်ဖြစ်သွားတယ်ပေါ့နော်ပတိနီသွားကျွေးရမှာပေါ့နော် တော့နှစ်ချက်ပြည့်တဲ့အတွက်ကြောင့်မလို့ပထမတော့တစ်ချက်ဖွင့်တာနဲ့လေပါလဲဆွဲလို့ရအောင်ဖုံးမီလဲသုံးလို့ရအောင်ဆိုရင်ကျွန်တော်တို့ကဘလိုကြိုးကိုပြောင်းဆက်ကမလဲဆိုရင်ဒီနီစိမ့်နှက်ကတော့လေပါစင်တာနီစိမ့်နှက်ပဲအဝါနဲ့ဒီအပြာနဲ့ကိုပေါင်းပြီးတော့ကွန်ထရိုလာရဲ့တော်ကျိုးမှာသွားတွဲရမှာဖြစ်ပါတယ်အဖြူကတော့ကျွန်တော်တို့ဒီပတိအနေတိုင်းရဲ့ကိုသွားတွဲရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေပါတော့တော့တစ်ချက်ဖွင့်တာနဲ့လေပါမီးလင်းမယ်ဟိုးနေမီးဒီအကုန်လုံးပတိစင်တာလည်းအကုန်သုံးလို့ရမယ်ပေါ့နော် အဲ့ဒါကတခုပါနောက်တစ်ခုကကျွန်တော်ဗာလဲဆိုလို့ရှိရင်သုံးတောက်တစ်ချက်ဖွင့်မှာကျွန်တော်ဘေးကအလာမီးလင်းတာလို့အရှိရမီးလေးလင်းအောင်လို့လုပ်မှာပေါ့နော်အဲ့တော့ပထမတစ်ချက်မှာဆိုရင် तू ကလေဘာနဲ့ဟိုးမီးတွေတုံးလို့ရမယ်နောက်တစ်ချက်မှာဆိုရင်ဘေးကကိုထည့်ကျင်တဲ့မီးလေးတွေလင်းအောင်လို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုလိုချင်တဲ့အချိန်မှာဖွင့်ရတာဆိုတော့အားလည်းမကုန်ဘူးပေါ့နော်အဲ့လိုလုပ်ချင်တယ်ဆိုရင်ဒီနေဆိုင်နဲ့ကတော့ကျွန်တော်တို့ဒီလေဘာစင်စာဂျိုးပဲကွန်ထရိုလာရဲ့လေဘာစင်စာနေဆိုင်နဲ့ပေါ့နော်အဲ့တော့အဝါကတော်ကျိုးမှာပေါ့နော်အဲ့တော့ကျွန်တော်ပြောသလိုပဲဒီကျိုးလေးကျိုးကဘယ်တော့မှမပြောင်းဘူးနေရာအလုံးကအသေးမှတ်လို့ရတယ် လီဘာစင်နာဂျိုး၃ကြောင်းရယ်အဝါကတော်ဂျိုးရယ်အဲ့တော့ဒီအဖြူဝါဗတိနီတိုက်ရိုက်ကျွေးရမှာပေါ့နော်အဖြူဝါဗတိနီတိုက်ရိုက်ကျွေးပြီးတော့ဒီကြံတဲ့အပြာတစားကကျွန်တော်တို့ဒီမှာဆင်ကျင်တဲ့မီဒီရဲ့အနီးစားမှာတွဲရမှာဖြစ်ပါတယ်။ဒီရဲ့အနက်စားကိုတော့ကျွန်တော်တို့ကြိုက်တဲ့အစာ ground ကျိုးမှာတွားရောက်တွဲလို့ရပါတယ်။နောက်ဆုံးတော့တစ်ချက်ဖွင့်မှာဘေးမီလီလင်းမှာပေါ့နော်။အလာမီလင်းမှာပေါ့နော်။အဲ့တော့ပထမတစ်ချက်မှာဆိုရင်တော့ပုံမှန်တိုင်းပဲတုံးလို့ရမှာဖြစ်ပါတယ်။ ဒါကတော့နှစ်ချက်၄ပါးចောင်း၄ပါးနောက်ခုနှစ်ကျိုး၈ချိုးပါတဲ့၄ပါးចောင်းလေးကြီးလည်းပြောပြပေးပါအောင်မယ်ခင်ဗျာ